မိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကြမ်းပါပြီလူရင်းဆန္ဒတလုံးတဝကြီးနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သအပ်ပါတယ်ကျွန်တော်တို့ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာပန်ကြားလွှာအစီအစဉ်လေးကိုကျွန်တော်စိန်ပန်းနေပြီးတော့ပြန်လည်လို့စတင်လိုက်ရပါတယ်ခင်ဗျအဲဒီပြည်သူစပီကာပန်ကြားလွှာအစီအစဉ်လေးမှာဒီဘက်ကျွန်တော်ပြည်သူတွေဘာတွေပန်ကြားမလဲဆိုတော့ကျွန်တော်တို့လာလာမင်းနေကြတာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းရှိတယ်ဒီအပြင်အပြင်ပလူတွေလည်းရှိတယ် တော်လန်ยีကြီးကဘယ်တော့ပြီးမှလဲတဲ့လာမေးကြတယ်အဲတော်လန်ยีဘယ်တော့ပြီးမှလဲလို့မေးရဲ့လူတွေကိုကျွန်တော်ကတော့အဖြေကတော့တခုပဲပေးနိုင်ပါတယ်ပြီးတော့มาပါဗောနော်မကြတော့ဘူးပြီးတော့มาလို့ကျွန်တော်အဖြေလေးတခုပေးခြင်းပါတယ်ဘာဖြစ်လို့ပြီးတော့มาလို့ပြောလဲဆိုတော့ညကျွန်တော်တို့အချိန်အကတ်သက်ဘယ်နေ့ဘယ်ရက်မှာတော့တော်လန်ยีပြီးမယ်ဆိုတာတော့ကျွန်တော်တို့အတိအကျပြောလို့တော့မရဘူးဒါပေမဲ့လဲကျွန်တော်တို့ကမကြခင်မှာကျွန်တော်တို့ပြည်သူအောင်ပွဲတွေခံရတော့မယ်ဆိုတာကိုကျွန်တော်ပြည်သူပန်ကြားခြင်းပါတယ်ခင်ဗျာ ။ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော်တို့အကြံဖက်စစ်ကောင်စီကတဖြည်းဖြည်းနဲ့ရှုံးနှိမ့်လာခဲ့တာတွေကဒါမိဘပြည်သူတွေရဲ့အမြင်ပါပဲ။အဲတနေ့တနေ့ဘယ်လောက်ကြတယ်ဘယ်စခန်းတွေပေးရတယ်ဆိုတော့ကျွန်တော်တို့ဒီစိန်သီးအပါ channel မှာကျွန်တော်တို့ ਨੇ ဆရာစိန်သီးနဲ့တင်ဆက်ထားတဲ့သတင်းလေးတွေလည်းရှိပါတယ်။အဲ့ဒီမှာလည်းတွားရောက်ကြည့်လို့နိုင်တာကြည့်လို့ရပါတယ်ခင်ဗျ။အဲကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်ဒီတော်လန်ကြီးအောင်ဖို့သိမကြတော့ဘူးဆိုတဲ့အချက်လက်တွေထဲမှာအဲ့ဒါတွေပါတယ်အခုဆိုလို့ရှိရင်တော်လိုင်းရေးဘတ်တော်သားတွေပေါ့နော်ကျွန်တော်တိုင်းသားလက်နက်ကိုင်းနဲ့ PDF ပူပေါင်း တပ်ဖွဲ့တွေကနေပြီးတော့တိန်းထားတဲ့မြို့တွေဆိုလို့ရှမ်းမြောက်တွေလည်းရှိမယ်ရှမ်းမြောက်မှာလည်းရှိတယ်ကရယာပြည်နယ်ပေါ့နော်ကရီနီမှာလည်းရှိမယ်နောက်ပြီးတော့ကျွန်တော်တို့သခိုင်းမကွေးမန္တလေးအဲ့လိုမြို့တွေမှာလည်းကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကတိန်းထားတဲ့မြို့တွေလည်းရှိတယ်နောက်ပြီးတော့ဒီဘက်အေယာဝတီတိုင်းအေယာဝတီတိုင်းမှာလည်းတော်လိုင်းတပ်ဖွဲ့ AA တွေနဲ့ PDF ပူပေါင်းတပ်တွေကတိန်းထားတဲ့မြို့တွေလည်းအများကြီးပဲနောက်ပြီးတော့ဒီဘက်မြဝတီပေါ့နော် PNP နဲ့မြဝတီမှာလည်းကျွန်တော်တို့ဒီ border line ဖြစ်တဲ့နေရာတွေမှာ KNL ပူပေါင်းတက်တွေနဲ့ PDF တွေပူပေါင်းတက်တွေကနေပြီးတော့တိုက်ခိုက်သိမ့်ပိုက်ထားတဲ့မြို့တွေလည်းအများကြီးရှိတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီတော်လိုင်းရေးဘတ်တော်သားတွေကအပေါင်းလက္ခဏာတွေနဲ့ဒီလိုမစင်စက်မပြတ်တက်လာတာတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်။အဲအချမ်းဘက်စစ်ကောင်စီကတဖြည်းဖြည်းနဲ့အနှုတ်လက္ခဏာတွေနဲ့ပြလာတာတွေလည်းတွေ့ရတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့တော်လိုင်းရေးကြီးကမကြတော့ဘူး။အောင်တော့မယ်ဆိုတာကိုကျွန်တော်မိဘပြည်သူတွေကိုပန်ကြားခြင်းပါတယ်ခင်ဗျ။အခုဆိုလို့ရှိရင်ကျွန်တော်ဒီအခုဒီဒီချိန်ပိုင်းလေးပါဒီနေ့မှာပဲပေါ့နော် ကျွန်တော်တို့ဂျပ်ဖက်စစ်ကောင်စီကနေပြီးတော့ဂျက်ဗိုက်တာနဲ့ပြန်တန်းနေတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေကနေအောက်ကနေပြီးတော့အဲဂျက်ဖိုက်တာကိုပစ်ချလိုက်တာဗျာကျွန်တော်ပလဲနယ်တွေကနေပြီးတော့စပယ်စီကြီးရွာတွေကိုပြက်ကျသွားတယ်လို့ကျွန်တော်တို့ကနဦးတည်ရင်ရရှိတယ်ခင်ဗျဒါကတော့ကျွန်တော်တို့အားရစရာပဲငှက်ကင်တကောင်ပေါ့ဗျာငှက်ကင်တကောင်တော့ကျွန်တော်တို့အာအာမိဘပြည်သူတွေဝမ်းသာစရာတည်ရင်အနေနဲ့ကျွန်တော်တည်ဆက်တာပါနောက်ပြီးတော့ကျွန်တော်တို့အဲတော်လိုင်းကြီးအောင်မြင်ဖို့ဆိုတာကနောက်တစ်ရက်ရှိပါတယ် အနှင်းနဲ့အမြန်ပေါ့နော်ကျွန်တော်တို့ကအောင်တော့မှာ DJ မကဘယ်လိုခေါ်မလဲမနှက်ပြန်လားတပတ်ခါလားနေချင်းညချင်းအောင်မြင်ချင်းတော့ကျွန်တော်တို့ဘက်ကတော်လိုင်းရေးဘက်တွေကနေပြီးတော့တောင်းဆိုချင်တာကတော့မိဘပြည်သူတရက်လုံးသာပါဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်တော်လိုင်းရေးရပါတော့အနှင်းနဲ့အမြန်အောင်မြင်တော့မယ်လို့ကျွန်တော်မဟုတ်ချပြောရဲပါတယ်ခင်ဗျအခုဆိုရင်လည်းမိဘပြည်သူတွေကဒီပါဝင်လာတော့ပါဝင်ကြပါတယ်သူရောမအေးကြပါဘူးတော်လိုင်းရေးကြာလာတာနဲ့အမြအခုဆိုလို့ရှိရင်ငါးနဲ့ထဲဝင်လာပါပြီအဲ့လို ဒေါ်လန်ကြီးကြာမြင့်လာတာနဲ့အမျှကျွန်တော်တို့ဘက်ကအောင်ပွဲတွေလည်းရပါတယ်မိဘပြည်သူတွေလည်းပါဝင်လာတာတွေ့ရပါတယ်အဲ့အတွက်ကျွန်တော်တို့ဒေါ်လန်ကြီးကမကြခင်အောင်မြင်တော့မှလို့ကျွန်တော်တင်ဆက်ချင်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဒေါ်လန်ကြီးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ထားတဲ့စွမ်းရည်ရလဲကျွန်တော်တို့မြို့ပေါင်းဆိုလို့ရှိရင်150ကြော်ခဲ့ပြီခင်ဗျာ150ကြော်ကိုကျွန်တော်တို့ဒေါ်လန်ကြီးတပ်ဖွဲ့တွေကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီအဲအချမ်းဘက်စစ်ကောင်စီဘက်ကဆိုလို့ရှိရင်နိုင်ငံနဲ့တုံအဝန်းမှာတော့တိုက်ပွဲတွေကြားမှာအချမ်းဘက်စစ်ကောင်စီက ဒီဘုံမှုချုပ်အဆင့်ရှိတဲ့သူနှစ်ဦးအပါဝင် အကြံဖက်စစ်ကောင်းဆောင်စစ်အရာရှိပေါ့နော် အရာရှိ18ဦးတွေတေဆုံသွားတယ်လို့ကျွန်တော်သတင်းသိရတယ်နောက်ပြီးတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေစစ်တုပ်ပန်းဖြစ်ဖမ်းဆီးထားတာကတော့ဒုဗိုလ်မှူးကြီးတူအပါဝင်နောက်ပြီးတော့အဲစစ်ဘက်အရာရှိတော်တော်များများကိုစစ်တုပ်ပန်းဖြစ်ဖမ်းဆီးထားတာလို့လဲကျွန်တော်တို့သတင်းတွေရရှိထားပါတယ်ခင်ဗျအဲ့ဒါဒီကြည့်ချင်းအဖြစ်အကြံဖက်စစ်တပ်ကတဖြည်းဖြည်းနဲ့အနှုတ်လက္ခဏာတွေနဲ့တဖြည်းဖြည်းနဲ့ကြာဆုံးနေပြီလို့လဲကျွန်တော်တို့ သုံးသပ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးကြီးကမကြခင်အောင်မြင်တော့မှာလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျအဲအခုကတော့ကျွန်တော်တို့တည်င်းကောင်းနှုတ်ချက်လေးတွေကနေပြီးတော့ပြည်သူတွေကိုပန်ကြားခြင်းတဲ့ဟာလေးတွေကျွန်တော်တည်င်းကောင်းနှုတ်ချက်ထားတာလေးရှိပါတယ်အဲ့ဒါလေးတွေကျွန်တော်ပြည်သူတွေကိုပန်ကြားခြင်းပါတယ်ခင်ဗျအခုဒီဘက်တည်င်းကောင်းနှုတ်ချက်ကတော့ကျွန်တော်နေပြီးတော့အမှတ်သုံးစစ်ကြောရေးနဲ့ပေါ့နော်အတဲခိုရေးမှာတဲခိုရေးတက်မှာစစ်မူရန်တက်တာအစ်စ်နန်းဆောင်ကိုတဲ့ အဲ့ဒီအကြံဖတ်စစ်သားတဦးကနေပြီးတော့ကကြေးနဲ့ထိုးတက်ခဲ့တဲ့အကြောင်းဖြစ်ပါခဲ့တယ်။အဲ့ဒါလေးကအဲ့ဒီနေ့ညပိုင်းမှာစစ်မှုထမ်းတပ်သားတဦးနှမ်းဆောင်တဲ့အဲ့ဒီစစ်ကောင်စီတပ်သားတဦးတို့ကြားမှာဒီကျွေးမွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စကားများခဲ့တယ်ဗျ။အဲ့ဒီစကားများပြီးတော့ဒီည9နာရီအချိန်မှာသူတို့တန်းစီနေတဲ့အချိန်ပေါ့နော်။တန်းစီတဲ့အချိန်မှာလည်းထပ်မံပြီးတော့စကားများရန်ဖြစ်ကြတယ်လို့သိရတယ်။အဲ့ဒီနောက်မှာတော့အညတကောင်ကျော်အချိန်မှာအဲ့ဒီစစ်မှုထမ်းကျန်ဖတ်စစ်သားကျန်ဖတ်စစ်သားတဦးကနေပြီးတော့အရက်တောက်ပြီးတော့ အဲသူနဲ့စကားများခဲ့တဲ့အဲစစ်မှုထမ်းတပ်သားအစ်စ်နန်းဆောင်ကိုကက်ကြီးနဲ့ထိုးတက်ခဲ့တယ်လို့ကျွန်တော်သတင်းရရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီအကြံဖက်စစ်တပ်ထဲမှာဟိုအချင်းချင်းအနိုင်ကျင့်တာတွေကတော့အများအမ်းကြုံရပါတယ်ဘာဖြစ်လို့လဲဆိုတော့စီနီယာနဲ့ဂျူနီယာအနိုင်ကျင့်တာတွေရှိပါတယ်အခုဆိုလို့ရှိရင်ဒါအတင်းအာရမပေါ်တာဆွဲထားတဲ့စစ်မှုထမ်းတပ်သားအစ်စ်ကိုသူအကြံဖက်စစ်သားကနေပြီးတော့အနိုင်ကျင့်လာလို့ကျွန်တော်တို့သိရပါတယ်ခင်ဗျာဒါကတော့မလုတ်တဲ့အရာပေါ့နော် မလုံးသိမ့်ဘူးလို့ပြောပေမဲ့လည်းသူတို့တွေကလူလိုမှနားမလဲကြတာဗျာလူလိုမနားမလဲတဲ့ခါကျတော့ဒီလိုလောက်တာတော့မစမ်းပါဘူးနောက်တစ်ခုကတော့ဒီဂျိုးပင်ကောက်မှာပေါ့နော်ကျွန်တော်တို့လူငယ်များကိုအတင်းအာရမဖန်ဆီးပြီးတော့အတင်းအာရမစစ်မှုထန်ခိုင်းဖို့ဆိုပြီးပေါ်တာဆွဲဖန်ဆီးနေတဲ့ body ဂုံရွာအုတ်ချုပ်ရေးမှုမောင်ငိမ်းမောင်ငိမ်းကသူကအပြစ်သက်ခံရပြီးတော့တော်လိုင်းတက်ဖွဲ့တွေကလာပစ်သွားတာလို့သိရတယ်ဗျအဲ့လိုပြစ်သက်ခံရပြီးတော့နေရာမှာရင်ပွဲချင်းပြီးတေဆုံးသွားတယ် ဲ့ဒီမှာသူရှိရတိမ့်စီရမိတာတော့လက်ပြဘုံနှလုံးတိမ့်စီရမိသွားတယ်ခင်ဗျအဲအုတ်ချုပ်ရေးမှုလုပ်ပြီးတော့ဒီပြည်သူတွေကိုမထောက်တာမထောက်ထားမညာတာပဲနဲ့ဒီလိုညှိမနှိပ်စက်တာတွေလုပ်တယ်ကိုရက်ွက်ထဲမှာရှိတယ်ကိုရွှေမျိုးသားကြီးနဲ့ညီကိုမောင်နှမတွေအဲ့ဒါတွေကိုကိုရွှေမျိုးသားကြီးအရင်ကဲ့သို့မဆောက်ရှောက်ဖဲနဲ့အဲ့လူငယ်တွေကိုအတ္တအာရမဖန်စီတာတွေပေါ်တာဆွဲတာတွေစစ်မှုထမ်းမှုစေခိုင်းတာတွေအဲ့လိုလှုပ်ဆောင်ခဲ့လို့တော်လိုင်းရေးတပ်ဖွဲ့တွေရနေပြီးတော့ ွားရောက်ပြစ်ခတ်ရှင်းလင်းတာလို့သိရပါတယ်ခင်ဗျအနောက်တစ်ခုကကျွန်တော်တို့ကချင်ပြည်နယ်မြေကြီးနားမြို့မှာဗောနော်ကြက်ပေါင်ချမ်းကြက်ပေါင်ချမ်းရက်ကွက်မှာရှိတယ်ဒီဒုတိယဘုံမူကြီးအောင်မြင့်တန်းထန်ဟိုတဲ့တလငွေကြက်350ပြီးပြီးတော့လောင်ကစားဝိုင်းတွေအကြီးကျယ်ပြုလုပ်နေတယ်တဲ့အဲ့ဒါကိုလေဒီရဲနဲ့စစ်တပ်တရားနေပြီးတော့တွားရောက်ဖမ်းဆီးတာတွေမရှိဘဲနဲ့လက်လျှောက်နေတယ်တဲ့အဲအကြမ်းဖက်စစ်တပ်ကပြောရမယ်ဆိုလို့ရှိရင် နိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသူတို့တွေလှုပ်လာတာတွေကဒီလိုမျိုးပေါ့နော်ဟိုအလောင်းကစားမှုတွေနဲ့တရားမဝင်တဲ့အမှုတွေနဲ့လှုပ်လာတယ်။နောက်ပြီးတော့ဒီတလောမှာတွေ့ရတာကျွန်တော်တို့ဒီဗာလဲကားတွေလိုင်စင်မဲ့ပေါ့နော်ဝက်တောက်ကားတွေလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေတာတွေလည်းတွေ့ရတယ်။အဲ့လိုဖမ်းဆီးပြီးတော့ဒီဟာဒီလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေဆိုတာလည်းသူတို့ပဲတရားမဝင်ခိုးသွင်းကြတာသူတို့စစ်တပ်ကအရာရှိတွေပဲခိုးသွင်းကြတာအပြန်ဖမ်းတော့လေသူတို့ကပဲပြန်ဖမ်းတယ် အနောက်ပြီးတော့ရှိသေးတယ်အဲ့လိုပြန်ဖမ်းတဲ့နေရာမှာလဲသူတို့စစ်တပ်နဲ့ပနာရနေတဲ့ဒီအရာရှိတွေလှုပ်ဆောင်လာတဲ့လူတွေကြတော့မဖမ်းဘူးလက်ရှောင်လာတွေတွေ့ရတယ်နောက်ပြီးတော့စစ်တပ်ကစီးနေတဲ့ရဲတွေစစ်တပ်တွေဌာနဆိုင်ရာတွေကစီးနေတဲ့ကားတွေဆိုင်ရာတွေကလည်းအဲဝတ်တောက်တွေလည်းအများကြီးရှိတယ်ဒါတွေကိုလည်းသူတို့အေးမြူပဲနဲ့ဒီပြည်သူတွေရှိရပဲတော့အာရမအနိုင်ကျင့်ပြီးတော့အဲ့လိုမျိုးဖမ်းဆီးတာတွေလည်းတွေ့ရပါတယ်ခင်ဗျဒါကတော့အကြမ်းဖက်စစ်တပ်ရဲ့လှုပ်ရက်လို့ပေါ့ကျွန်တော်ပြောချင်ပါတယ် အဲနောက်တစ်ခုကတော့ကျွန်တော်တို့အများအမ်းတတိပေးပေးနေတဲ့ဒီအုပ်ချုပ်ရေးမှုတွေရာအိမ်မှုတွေကျွန်တော်တို့ပြည်သူတွေကိုပြည်သူတွေရင်းဝယ်သားပမာပေါ့နော်ကိုကြီးကိုမွန်မအရင်ချမိသားစုအရင်ချစောက်ရှောက်ကြပါမဖြစ်မနေလှုပ်ဆောင်ရပြီဆိုလို့ရှိရင်အကြံဘတ်စစ်တပ်ကနေပြီးတော့ဖိအားပေးလာပြီဆိုလို့ရှိရင်ဖိဖိမမလေးနဲ့အဲမောင်ဖြူရေးမောင်နီရေးမင်းကတော့ဘလို့စင်းပါတယ်မင်းဘလို့ရှောင်းတိန်ဘလို့လှုပ်တင်တယ်ဘာလေးဘာလေးညာလေးလှုပ်တင်တယ်အကြံပေးတာလေးလှုပ်စေချင်ပါတယ်အဲသူတို့ကနေမှတစင်ဟော အတင်းအနှမရတဲ့အာနာလေးတပဲ6ပြောက်အသုံးချပြီးတော့ဗောနော်ပြည်သူတွေကိုလူမဆန်စွာလူမဆန်စွာဆက်ဆန်နေမယ်ဆိုရင်တော့အဲသူတို့ရဲ့တွားရလမ်းကတော့ကျွန်တော်တေလန်းလို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျအခုလက်ရှိပါသေးတယ်မြောင်းဝတီမြို့ခနေ့ရက်ကအုတ်ချုပ်ရေမူလှဝင်းကအဲစောချစ်သူလမ်းကြားတဲ့ကိုသူကားမောင်းသွားစင်ပေါ့နော်အဲ့မှာအမီမသိတနတ်သမားတချို့ကနေပြီးတော့ကားကိုတားပြီးတော့အဲ့မှာပြက်ခတ်ရှင်းလင်းလိုက်တာ အမနေရာမှာနေပွဲချင်းပြီးတည်သွားတယ်လို့သိရတယ်ခင်ဗျအဲဒါအုတ်ချုပ်ရင်မူလှဝင်းကဒီပြည်သူတွေဘောနော်အဲ့ညမနှိပ်စက်တာတွေအရင်အတင်းအာဓမစစ်မှုထမ်းကြီးကောက်တာတွေအရင်တော့လည်းရှိခဲ့ပါတယ်နောက်ပြီးတော့ဒီပေါ်တာဆွဲတဲ့နေရာမှာလည်းသူကအဲ့သူကိုယ်တိုင်တဲတဲဝင်ဝင်ပါပြီးတော့သူမကျေနပ်တဲ့သူတွေကိုလည်းဒီစစ်တပ်ကိုတည်င်းပေးပြီးဖမ်းခိုင်းတာတွေလည်းလုပ်နေပါတယ်ခင်ဗျအဲ့အမည်မသိတဲ့တနတ်တမာတချို့ဆိုတာကတော့ကျွန်တော်ထင်ပါတယ်တော်လန်ရေးတပ်ဖွဲ့တွေပဲထင်ပါတယ်အဲ့ ပြည်သူတွေပေါ်ပေါ့နော်မငဲ့ညာမထောက်ထားပဲနဲ့ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့သူတို့သွားမယ်လမ်းစဉ်ကတော့ဒီလမ်းစဉ်ပဲရှိပါတယ်ခင်ဗျအဲနောက်တစ်ခုကတော့ကျွန်တော်တို့ဘကိုးတိုင်းမင်းလာမြို့နယ်ပေါ့နော်တရက်ပင်ရွာမှာအထက်တန်းကျောင်းမှာတဲ့အဲနန်းစီဒီယန်ဆရာကာယဆရာပေါ့အဲကာယဆရာအောင်ကိုလွင်ဆိုးကနေပြီးတော့ကျောင်းသားများကိုသူအခြေခံ စစ်ပညာတင်နေတဲ့စစ်ပညာတွေတင်ပေးနေတယ်လို့သိရတယ်။သူရဲ့ကာယအခြေအနေလေးခြင်းကအခြေအနေပါပေါ့နော်။အခြေခံစစ်ပညာတွေတင်ပေးနေတယ်လို့သိရတယ်။ဒါဒါအကျန်းဖတ်စစ်တပ်ရဲ့စေခိုင်းချက်အရာလား။သူကိုယ်တိုင်ကလိုလိုလလဒီလိုလောက်တာလား။ဒီနုနယ်သေးတဲ့ခလေးတွေကိုဒီလိုကြမ်းတမ်းတဲ့စစ်ပညာတင်ပေးရမယ်အရွယ်လား။ဒါသူကိုယ်တိုင်စဉ်းစားရမှာပေါ့နော်။အဲ့ခလေးငယ်တွေဆိုလို့ရှိရင်မိုးရေထဲမှာတတိဆွဲနေရတာအကြာကြီးပဲ။အဲ့ဒါကို မစွဲနိုင်လို့လှုပ်သွားတဲ့ခလေးကိုအမိတ်မနာခံဘူးဆိုပြီးတော့ကန်တာတွေရိုက်တာတွေဆဲတာတွေရှိတယ်တဲ့နောက်ပြီးအဲ့ခလေးတငယ်တွေကလည်းဒီလိုမျိုးမွေးထဲမှာတတိကြိုင်ဆွဲရတော့နောက်နေ့ကျတော့ဖျားနာတာတွေလည်းရှိတယ်ဒါတွေကတော့ဟိုပြည်သူတွေရနေပြီးတော့ကျွန်တော်တို့သိရတဲ့သတင်းလေးပေါ့နော်ဒါကျွန်တော်တို့အဲ့အောင်ကိုလွတ်အောင်ကိုလွေဆိုးအောင်ကိုလွေဆိုးကိုကျွန်တော်ပြောချင်တာကတော့ဒါကိုသားသမီးအရင်ချလိုမျိုးပေါ့နော်အော်ခလေးသားသမီးရင်းချလိုမျိုးကိုခလေးတွေကို အလောက်ထိမငင်းမန်းစီကြည့်ဘူးပေါ့နော်အကြမ်းဖက်စစ်တပ်ကဖိအားပေးတယ်ဆိုရင်တော့မှကိုကနေပြီးတော့တားဆီးရမှာအိမ်မှာဆိုလို့ရှိရင်သူ့ရဲ့အုတ်ထင်းသူကသူ့ရဲ့မိဘတွေဖြစ်တယ်လို့အเจ้าမှာဆိုလို့ရှိရင်သူ့ရဲ့အုတ်ထင်းသူကဆရာဆရာမတွေဖြစ်တယ်အဲ့တော့အဲ့ဆရာဆရာမတွေကကိုယ့်ရဲ့တားသမီးအရင်ချလို့ပြီးစောက်ရှောက်ရမှာကိုယ့်ရဲ့တာဝန်ဖြစ်တယ်အဲ့တော့ကြမ်းဖက်စစ်တပ်ကဘလို့ပဲဖိအားပေးစေခိုင်းစေခိုင်းခင်ဗျားတို့အနေနဲ့ကိုယ်သားသမီးတွေကိုအဲ့လိုမလုပ်ဖို့ကျွန်တော်တို့ကတော့တောင်းဆိုခြင်းပါတယ်ခင်ဗျာ နောက်တစ်ခုကတော့အဲကျွန်တော်တို့ပြောချင်တာကတော့အချမ်းဖတ်စစ်တပ်ရဲ့တောက်တိုင်အကြီးစားကြီးဖြစ်တဲ့ဘောမတယောက်ပေါ့နော်အဲ့ဘောမတယောက်ကဒီမင်းအောင်လိုက်အပါဝင်စစ်ကောင်းဆောင်များကိုအဲ့ဆဲဆိုမှုနဲ့အခုဖမ်းဆီးခံနေရတယ်တဲ့အဲ့ဒါတော့ကျွန်တော်တို့အားလုံးပဲသိပြီးသားတဲ့အတိုင်းစစ်တပ်လော်ဘီဇော်ဘိုဟင်းပေါ့နော်အဲ့ဇော်ဘိုဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနကျောင်းကနေပြီးတော့စစ်စစ်ဘက်ဆိုင်ရာထောင်လန်းရေးများကနေပြီးတော့စစ်ကြောရေးတွေလောက်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ် အဲ့ तू ကလည်းပေါ့နော်အဲ့လိုမျိုး line ပေါ်မှာတက်ပြီးတော့အဲ lobby လှုပ်လှုပ်လှုပ်အဲ့အဲ့လိုမျိုးတွေလှုပ်နေတယ်လှုပ်ပြီးတော့ तू နောက်ကွယ်မှာ तू လှုပ်တဲ့အလုပ်တွေကလည်းမနေဘူးဗျအဲ့ဒီကားဝက်တော့ကားတွေကိုမောင်ကိုသွင်းတာတွေလည်းရှိတယ်နောက်ပြီးတော့လက်နက်မောင်ကိုတွေလွတ်လည်းကျွန်တော်တို့သိရပါတယ်ခင်ဗျာဒါအကြမ်းဖက်စစ်တပ်က तू ကောင်းစားမယ်ဆိုလို့ရှိရင်နော်ဘလို့လူမျိုးမဆို तू ခြာနေဘူးကမခဲယူလွယ်လွယ်လေးပဲပေါ့နော်သူတို့ဘလောက်ပဲအားပေးထောက်ခံထောက်ခံသူတို့ဘက်ကဘလို့ပဲပြောပြော အသက်နဲ့ရှင်ပြီးတော့ပဲပေါ့နော်လော်ဘီလုတ်ပေးနေပြီမဲ့လေသူတို့အကြမ်းဖက်စစ်တပ်ကိုနည်းနည်းလေးထိခိုက်လာတာနဲ့သူတို့အာဏာလေးကိုပွန်းပဲ့လာတာနဲ့သူတို့ကအဲ့လိုမျိုးချနှင်းဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့အုတ်ချုပ်ရေးမှုတွေယာယိမ်မှုတွေနောက်ပြီးတော့ပြူစောထီးတွေပြည်သူစစ်တွေနောက်ပြီးတော့အဲ့လော်ဘီတွေအဲနောက်ပြီးတော့စစ်တပ်ရဲ့ဟိုစားပေါ့နော်တောက်တိုင်တွေဖြစ်တဲ့လူတော်တော်များများပေါ့နော်ဘောမတွေပေါ့ကျွန်တော်ပြောချင်တာတဲ့ပြောချင်တာတော့ဘောမတွေ ဲ့သူတို့အနေနဲ့လှုပ်တင်တာကတော့အခုအချိန်မှာတော်လရေးတက်ဖွဲ့တွေကအနေရာတိုင်းမစို့နေဘယ်နေရာမစို့မြို့တွေရှိတယ်မြို့ပြည်ရှိတယ်အဲ့နေရာတွေမှာဒီလိုမျိုးမစ်ရှင်တွေလှုပ်လာကြပြီမစ်ရှင်တွေလှုပ်လာကြပြီတိုက်ပွဲတွေဖော်ဆောင်လာကြပြီအဲ့လိုမျိုးလှုပ်လာတဲ့အစ်စစ်တပ်ရဲ့တောက်တိုင်းဘောမလော်ဘီတွေဒီသူတို့တွေအနေနဲ့လဲကျွန်တော်တို့အမြင်မှန်ရစီခြင်းနဲ့ဗျဒီချိန်မှာအမြင်မှန်ရသင့်ပြီအခုကျွန်တော်တို့မေးချင်တာက သူတို့ကမြေစာပင်ဖြစ်ခံမလားအခုတည်းကကြိုတင်ပြီးတော့ရှောင်းနာရှားကြမလားဆိုတာတော့ခမရတို့ကိုယ်တိုင်ပဲစဉ်းစားဆုံးဖြတ်ရမယ်အခြေရောက်လာပြီအဲနောက်တစ်ချိန်ကျတော့မှတော်လန်ရေးတက်ပွဲတွေနဲ့ထိတ်တိုက်တွေးပြီးချိန်မှအော်မလုံမဖြစ်လို့လှုပ်ရတာပါအခြေအနေရဖီအားပေးလို့လှုပ်ရတာပါကျွန်တော်ကျမတို့တော့အတင်းကျပ်ဖီအားပေးစီခိုင်းနေရပါတယ်လို့တော့အဲ့လိုမျိုးဖြည့်ရှင်းချက်တွေပေးလို့အချိန်မရတော့ဘူးခမရအဲတော်လန်ရေးတက်ပွဲတွေကရှင်းမယ်ဆိုရင်လုံးဝရှင်းမယ် နောက်ပြီးတော့အဲ့ပညာရေးဝန်ထမ်းတွေလည်းကျွန်တော်ပြောချင်ပါတယ်အဲ့ကိုရဲ့ဘောနော်ဟိုထမင်းတလုတ်စားဖို့အတွက်အသားသမီးတွေဘောနော်ကျောင်းသူကျောင်းသားတွေကိုလည်းညင်မနှိပ်စက်တာတွေနောက်ပြီးတော့စစ်တပ်ရဲ့အတင်းအားမစေခိုင်းချက်အရာကလေးတွေကိုညင်မမနှိပ်စက်ဖို့လဲအချင်း6မီတာမျိုးတွေလည်းမလုတ်ပါနဲ့လို့ကျွန်တော်တို့ကတောင်းဆိုချင်ပါတယ်ခင်ဗျကျွန်တော်တို့ပြည်သူစပီကာပန်ကြားလာအစီအစဉ်လေးကို အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်ဖြစ်တဲ့အုပ်ချုပ်ရေးမှုတွေယာအိမ်မှုတွေစေအိမ်မှုတွေပေါ့နော်ပြောပြူစောတိတွေပြည်သူစစ်တွေကနေပြောပြည်သူတွေပေါ့အနိုင်ချင်းညှဉ်းပန်းနှိပ်စက်တာတွေအတင်းအာရမငွေကြေးကောက်ခံတာတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်ကြနိုင်ပါတယ်ခင်ဗျအဲတိုင်ကြရမယ့်နေရာလေးတွေကတော့ကျွန်တော်တို့စိန်သီး YouTube channel စိန်သီးစေးရောင်စုံ channel နဲ့နောက်ပြီးတော့စိန်သီး Facebook page စိန်သီး Facebook Messenger မှာတိုင်ကြနိုင်တယ်လို့ကျွန်တော်ရဲ့စိန်ပန်း Facebook Messenger မှာလည်းတိုင်ကြနိုင်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီတင်ဆက်နေတဲ့ YouTube တွေနဲ့ Facebook တွေရဲ့ဒီ comment တွေမှာလည်းတိုင်ကြားနိုင်ပါတယ်ခင်ဗျအဲတိုင်ကြားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အုတ်ချုပ်ရေးမှုနာမည်အတိအကျအကြီးရွာမြို့နယ်အတိအကျနေရာအတိအကျလေးတွေကျွန်တော်တို့တိုင်ကြားစီခြင်းပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့လူမလွဲရအောင်ကျွန်တော်တို့သတင်းမှန်လေးတွေပြည်သူပြန်လဲချပြရမှာဖြစ်ပါတယ်အဲ့လိုတိုင်ကြားမယ်ဆိုလို့ရှိရင်တော့တိုင်ကြားတဲ့သူရဲ့ကျွန်တော်နာမည်ပေါ့နော်သူတို့ရဲ့နေရက်လိပ်စာတွေသူတို့ရဲ့ privacy ကိုကျွန်တော်တို့ကလုံးဝဖုံးကွယ်သွားပြီးတော့ကျွန်တော်ပြည်သူစပီကာပန်ကြားလာအစီအစဉ်ကို ပြည်သူတွေကနေရတဲ့တည်င်းလေးတွေကိုပြည်သူကိုပြန်လဲချပြသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဒီဘက်ပြည်သူစီပီကပန်ကြားလာစီစဉ်လေးကတော့ဒီလောက်နဲ့တည်းရန်နာခွင့်ပြုပါမိဘပြည်သူပေါင်းစိတ်ချမ်းသာကိုချမ်းမာပြီးလို့ရစာနာတလုံးတဝိုင်းပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာအာ